ဟယ်လိုမန္တလေးမှာမကြလေးခင်ကမှထူးထူးခြားခြားဖွင့်ထားတဲ့ဆိုင်လေးတစ်ခုကိုညွှန်ပေးချင်တယ်။ကြာတာတစ်ခုကတော့ဒီဆိုင်လေးကတက်လို့လှုပ်ရှားတဲ့ဆိုင်ဆိုတာသိချာ။အလို့ဆိုရင်ဒီဆိုင်လေးကမနက်ဆိုရင်အမဲလုံးခောက်ဆွဲတို့ဂျုံစီချက်တို့မနက်စာအစားအစာခောက်ဆွဲမျိုးစုံကိုရောင်းချတယ်။နေ့လယ်ခင်းမဲ့ဆိုရင်မန္တလေးကသူတွေကတခြားအစားအစာထက်ကိုထမင်းနဲ့ဟင်းနဲ့ပို့ပြီးတော့စားကြတဲ့အတွက်ကြောင့်မို့လို့နေ့လယ်ခင်းမဲ့ဆိုရင်ဒီဆိုင်လေးကတရုတ်ဟင်းပွဲတွေအများကြီးကိုရောင်းချပေးတယ်။နေ့ခင်းမဲ့ဆိုရင်ဒီဆိုင်ကတကယ်ကိုဈေးတန်ပြီးတော့အရသာကောင်းတဲ့ဟော့ပေါ့လေးကိုဒီ ဆိုင်ရဲ့အောက်ထပ်ဘက်မှာရပြီးတော့အကင်နဲ့ဘီယာတွေကိုအပေါ်ထပ်မှာအကင်ဆိုင်လိုမျိုးရောင်းချပေးတယ်အခုဆိုရင်မသိပြည်တော်မန္တလေးမှာကဇန်နဝါရီတလပိုင်းကုန်အထိပဲအေးတော့မှာပေါ့နော်ဟော့ပေါ့ရာတီဥတုလေးကိုအပြည့်အဝခန်းစားလို့ရတော့မှာဆိုတော့မသိပြည်ကသူတို့ဆိုင်ရဲ့အောက်ထပ်အတွင်းဘက်အင်ဒေါ်မှာမစားဘဲနဲ့ဟိုမှာစောင်းတွင်းလေးကိုခန်းစားပြီးတော့ခန်းကြဲကြဲဝန်းဝန်းလေးရှိတဲ့အပြင်ဘက်မြခင်ပြင်ပါလေဟော့ပေါ့လေးစားဖြစ်တယ်ပေါ့နော်ဆိုင်လိပ်စာလေးက96လမ်း38လမ်းတောက်မှာရှိတာဆိုင်နံပါတ်လေးက56 style နဲ့မနက်စာရောနေ့လယ်စာရောညနေစာဆိုရင်ဟော့ပေါ့ကဘာဘီကျူရောအကုန် ရမယ်သူတို့ရဲ့မီနူကတ်ကိုကြည့်ခြင်းအပြင်မနက်စာဆိုရင်လည်းစုံစုံလင်းလင်းရောင်းချပေးနိုင်တယ်နေ့လယ်စာဆိုရင်လည်းဟင်းပွဲတွေက50ကျော်60လောက်ရှိမယ်ညနေအကင်တွေအတွက်လည်းလက်ဆက်ဆက်ရှိတာတွေ့ရတယ်မတ်တီဖနီဒီနေ့စားခဲ့တဲ့ hot pot လေးဆိုရင်ဒီလိုမျိုးဒီဇိုင်းဒီလိုမျိုးစတိုင်နဲ့တခြားဆိုင်မှာဆိုရင် hot pot o hi ye o bo yi ပဲတအိုး1000ခွဲရနေ3000ခွဲကြားအထိကြာတဲ့နေပေါ့နော်ဒါပေမဲ့သူတို့ဆိုင်မှာဆိုရင် hi ye o bo ကို18000ပဲယူထားတာတွေ့ရတယ်ဒါပြီးတော့အတားဟင်းပွဲတွေတခြားဆိုင်မှာဆိုရင်အတားဟင်းပွဲက15000 16000 င်း4500အနည်းဆုံးရှိတာတွေ့ရတယ်ဒီဆိုင်ကအသားဟင်းပွဲတွေကြတော့8900 1000အလွန်ဆုံးပဲရှိတာတွေ့ရတယ်ဒါပြီးတော့အရွက်တွေတခြားဆိုင်မှာဆို4500 5000လောက်တောင်းကြမယ်ဒီဆိုင်မှာဆိုရင်တပွဲကို3000ပဲဆိုတော့တခြား hot pot ဒီလိုမျိုးပုံစံတွေနဲ့ထပ်ပြီးတော့ရှင်လိုက်မယ်ဆိုရင်ဈေးနှုန်းတက်တာနေတာတွေ့ရတယ်ဒါပြီးတော့လက်တလောလူမများသေးလို့ပဲလားလူနိုင်လို့ပဲလားတော့မသိဘူးစားပစ်လေးလည်းတော်တော်လေးကောင်းတာပြီးတော့ hot pot မှာအဓိကအကျဆုံးဖြစ်တဲ့အသားနဲ့အသီးအရွက်လေးတွေလက်ဆက်တာတွေ့ရတယ်အဲ့ဒီဆိုင်မှာ hot pot တော့စားမယ်ဆိုရင်မဖြစ်မ ်နေမာရမယ်အသားဟင်းပွဲတွေကကြတော့ဖားအသားဟင်းပွဲရဲ့ငါးအသားလွာရဲ့ပစွန်ရဲ့ပေါ့နော်ဒီ၃ခုကတော့လုံးဝကိုမာတင်တယ်မက်တစ်ဖနီကိုတိုင်းလည်းမက်တစ်ဖနီကိုတိုင်းလည်းအဲ့ဒီ၃မျိုးကိုဆိုရင်ဖားကိုဆိုနှပွဲမာတယ်ငါးအသားလွာလည်းနှပွဲမာတယ်ပစွန်ဆိုရင်ချိုလွန်းလို့တပွဲနဲ့မလောက်လို့တင်လေစားအချင်းလေးကိုကိုဆက်ပြီးတဲ့ခါကျတော့ပစွန်လေးကိုမကြက်တကြက်လေးပြုတ်ပြီးတော့အဲ့လိုမျိုးစားခဲ့တဲ့အတွက်ကြောင့်မလို့ပစွန်ဆိုလည်းနောက်တစ်ပွဲထပ်မာရတယ်အဲ့ဒီ၃မျိုးကိုမက်တစ်ဖနီနှပွဲစီစားခဲ့တယ်ဒါပြီးတော့ရှီယာဝက်သားကြက်သားစိတ်သားဒီလိုမျိုးအသားဟင်းပွဲတွေ ကတော့ပုံမှန်ပဲအရသာဆောင်းတွင်းဆိုမှတော့ hotpot စားပြီဆိုရင်အရွက်တွေကလည်းလုံးဝမြများစားတဲ့နေမှာပါတယ်ဆောင်းတွင်းမှာအရွက်တွေကအနှုဆုံးအလတ်ဆက်ဆုံးအချို့ဆုံးပေါ့နော်မက်တဖနီစားခဲ့တဲ့ပဲရွက်လေးရယ်ကိုလခါညွန့်လေးရယ်မုတ်ညင်းဖြူရယ်ကြာဆွေရယ်အရွက်လေးတွေကတော်တော်လေးလက်ဆက်တာအချင်းကိုကိုကိုမဆက်သက်ပဲနဲ့သူတို့ကိုဆက်ခိုင်းမယ်ဆိုရင်တော့စီတုံမှုများတဲ့အရသာကိုရမယ်ပေါ့နော်အထူးသဖြင့်သူတို့စီကအဲ့ဒီပစွန်ကလေခြိုးပြီးတော့လက်နေတဲ့အတွက်ကြောင့်မို့လို့မက်တဖနီလည်းမျိုးပြုတ်ပြီးတော့အဲ့လိုပြင်လင်းစား sauce လေးနဲ့တို့စားကြည့်ပါသူတို့စီက ယူတဲ့ဈေးနဲ့ဒီစားရတဲ့ပစုံနဲ့ဆိုတော့တော်တော်လေးကိုတန်တာတွေ့ရမန္တလေးမြို့ရဲ့ဆောင်းမကုံကင်လေးမှာဆောင်းရည်ရဲ့ဓာတ်လေးကိုအပြေအဝခန်းစားပြီးတော့မတ်တစ်နီလိုမျိုးဒီလိုဟော့ပေါ့အိုဂျီနဲ့စားမယ်ဒါပေမဲ့ဈေးနှုန်းကလည်းတခြားဆိုင်တွေလောက်ကြီးမတုံးချင်ဘူးဆိုရင်အရသာလဲကောင်းပြီးတော့အသားရောဟင်းဒီရွက်လေးတွေရောလက်ဆက်တဲ့ဒီ56စတိုင်ရဲ့ဟော့ပေါ့လေးကိုညွန်ပေးပါတယ်။သွားစားမယ်ဆိုရင်တိန်းကြော်ဖို့တုံးတာနဲ့ VIP အမြဲတမ်းတန်ပါဆန် off ပေးမယ် VIP ကက်လေးလက်ဆောင်ပေးနေတာမို့လို့သွားစားကြည့်ကြပါနော်။ Bye bye see you in the next next video.